တန်ဓေတပိတ်မအောင်မြင်ပါဘူးဆိုတဲ့ပုံစံမျိုးပြဖို့အတွက်ခင်ကြီးဥဆောင်ပြီးတော့ဗောနော်ကျက်ခိုင်ကြီးကမဲဆွဲတာတွေစီယုံတာတွေဟောပြောတာတွေလုပ်မယ်ဆိုပြီးတော့ပြင်ဆင်နေတယ်ဗောနော်တွေ့တဲ့နေရာမှာတည်တယ်တွေ့တဲ့နေရာမှာဆွန့်ပစ်ခံရတယ်ပြီးရင်အလောင်းတွေဘာတွေဖြောက်ခံရတယ်ကိုဘက်ကလူကအလောင်းဖြောက်တာမဟုတ်ဘူးเนาะတော်လိုင်းတက်ဖွဲ့ဘက်ကဖြောက်တာမဟုတ်ဘူးတော်လိုင်းတက်ဖွဲ့တွေကရှင်းလင်းပေးနေရသူတို့ဘက်ကလောင်းဖြောက်တာဒီကောင်နေ မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒီဇင်ဘာ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းဒါတိုက်ခိုက်ရေးနဲ့ပတ်သက်လို့ပေါ့နော်တပ်ဖွဲ့တွေပြင်းထားတဲ့သတင်းကောင်းတွေရှိတယ်ပေါ့နော်ရှေ့ဖြစ်စင်မှာဆိုလည်းရှိတယ်သတင်းကောင်းပါလဲဆိုတော့အာခတ်တက်တော် A ပြန်ပြီးတော့ပြစ်လိုက်တဲ့တုံ့ပြန်ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးအဲ့ကြီးကဒါကစားဝင်တဲ့ကိုကြတယ်ဆိုပြီးတော့ပြောခဲ့တဲ့သတင်းပေါ့နော်အဲ့ဒါကဒါစစ်ကောင်စီကဒီဒါကစားတွေတရင်ဌာနချုပ်တွေကနေပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့တွေရှိနိုင်မဲ့နေရာပြင်ဒါရပ်ပပြည်သူတွေပေါ့နော်ဒါရတပ်ပြည်သူတွေရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပြီးတော့ပြစ်ခတ် အဲ့လိုပြစ်ခတ်တဲ့ခါမှာအာခတ်တော်တော်အေကစိတ်မရှိတော့ဘူးဗောနော်ဒီကောင်လေးကိုပြန်ပြီးတော့တုံ့ပြန်ပြီးတော့ပြစ်ခတ်လိုက်တာစစ်ကောင်စီဘက်ကလဲလဲကွဲကွဲပြစ်ကုန်တယ်ဗောနော်အခုအဲ့လိုမျိုးကြာရောက်ပောက်ခွဲတဲ့အတွက်စစ်ကောင်စီဘက်မှာထိခိုက်ဒဏ်ရာရတဲ့သူတွေများတယ်ဆိုပြီးတော့သိရတယ်အဲဥစ္စာအခုဆိုရင်ဒါဆေးရုံကိုဆေးရုံကားနဲ့နှစ်ခါလာတယ်ဗောနော်နှစ်ခေါက်အဲနှစ်စီးဗောအဲ့လိုလာတယ်လာတဲ့ချိန်မှာအဲဆေးရုံဝင်တဲ့ကသူတွေကိုအဲသူတို့နဲ့ဝေးရတယ်ရှောင်ခိုင်းတယ်ဗောနော်အဓိကတော့အဲ့လိုမျိုးရှောင်ခိုင်းတယ်ဆိုတာက သူတို့ဘလောက်တည်တယ်လဲဘလောက်ထိကြိုက်တယ်လဲဆိုတဲ့သတင်းတွေအပြင်ကိုမပေါက်ကြားစေချင်လို့ပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့သူတို့တတိတည်နေရတဲ့အဖြစ်ပေါ့နော်ဒါပေမဲ့လည်းသတင်းတွေကအပြင်ကိုရောက်ကိုရောက်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့ဒီသတင်းကလည်းအားရစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကဒါမြင်းကြံပေါ့အဲမြင်းကြံဒီဇင်ဘာ9ရက်နေ့ဒါ9နှစ်လောက်ကပေါ့နော်ဒါမြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာကထွက်လာတဲ့တီလာယူမွန်ပြူစောတိအဖွဲ့နဲ့စစ်သားတွေအဲစစ်သားတွေပူးပေါင်းထားတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကဒါကြောက်ပြုတ်ရွာဖျားကုန်းဤမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ စစ်ကောင်စီဘက်က15ဦးဒေဆုံးတယ်အားရစရာကြီးပေါ့နော်ဒီအထက်မှာဒါတကယ်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကနေ့စဉ်မပြတ်ကိုရှိတယ်ပုံမှန်အားဖြင့်အရင်တုန်းကလည်းအဲ့လိုမျိုးနေ့စဉ်နဲ့များတိုက်ခိုက်တာတွေရှိတယ်ဒါမှမဟုတ်လည်းဒီအထက်မှာမှပို့ပြီးတော့ ဒါလှုပ်ရှားမှုတွေရှိလာသလိုသတင်းတွေလည်းပို့ပြီးတော့တက်တယ်ပေါ့နော်အဲ့တော့ကျတော့အဲ့သတင်းတွေအကုန်လုံးခြုံကြည့်လိုက်တဲ့ခါကျရင်စစ်ကောင်စီဘက်ကတော်တော်လေးအထီနာနေရဆိုတာကိုသိရတယ်အခုဆိုလဲဘဲသွားသွားဒါစစ်ကောင်စီဘက်ကတော်တော်လေးဒုက္ခများနေတဲ့အနေအထားပေါ့နော်ဒီတိုက်ခိုက်မှုဆိုရင်လည်းဒါစစ်ကောင်စီဘက်က15ဦးသေဆုံးတယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလုံးဝအထီးကိမရှိနဲ့ပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်ပေါ့နော် စစ်ကောင်စီကဒါဖျားကုန်းအနီးတိတ်ဆုံးသွားတဲ့စစ်ကောင်စီစစ်သားအလောင်းတွေကိုမိရှို့ဖျက်ဆီးသွားကြောင်းသိရတယ်ပေါ့နော် ပြောချင်တာကဗျာကောင်းကောင်းမွန်မွန်အောင်မှတကြိုမခံရတဲ့စစ်ကောင်စီစစ်သားတွေရဲ့အဖြစ်ပေါ့နော်သူတို့ရဲ့မိသားစုတွေဆိုရင်ဒါဘလို့တော်မှကြေကွဲနေကြမလဲပေါ့အဲ့တော့အဲ့လိုမျိုးပုံစံမျိုးတွေမကြုံစေခြင်းလို့အဲသူတို့ကိုလက်နက်ချပါအညံ့ခံပါအလင်းဝင်ပါဆိုပြီးတော့တပ်ဖွဲ့တွေကတွတ်တွတ်နဲ့ပြောနေရတာဖြစ်တယ်ပေါ့နော် တကယ်လက်နက်ချအညံ့ခံအလင်းဝင်တဲ့သူတွေဆိုရင်အသက်ရှင်တန်ခွင့်ရတယ်လက်နက်ခဲရနေပါလာရင်စူကြီးငွေတော်မှရသေးတယ်ပေါ့အခုကျတော့အဲ့လိုမဖြစ်တော့ဘူး ခုကြတော့တွေ့တဲ့နေရာမှာတည်တယ်တွေ့တဲ့နေရာမှာဆွန့်ပစ်ခံရတယ်ပြီးရင်အလောင်းတွေဘာတွေဖျောက်ခံရတယ်ကိုဘကလူကအလောင်းဖျောက်တာမဟုတ်ဘူးနော်တော်လိုင်းတပ်ဖွဲ့ဘက်ကဖျောက်တာမဟုတ်ဘူးတော်လိုင်းတပ်ဖွဲ့တွေကရှင်းလင်းပေးနေရသူတို့ဘက်ကလောင်းဖျောက်တာဒီကောင်နေနောက်တစ်ခုကလည်းဒါမကွေးတိုင်းဇလင်းပါနော်ဇလင်းမြို့နယ်ထဲမှာဒါကင်းပတ်ဖို့ထွက်လာတဲ့ဒါစစ်သားနဲ့ရဲတွေကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်တယ်၅ဦးတေဆုံးတယ်လက်နက်ခဲယမ်းတွေရဒါနောက်ထပ်ဖြစ်စဉ်တစ်ခုပေါ့နော်ဖြစ်စဉ်တွေထပ်နေပါဆိုလို့ဒီစင်မှာ6ရက်နေ့ကဒါဇလင်းမြို့မှာရဲစခန်းကနေထွက်လာတဲ့ကားတစ်စီးဆိုင်ကယ်၄စီး ဆိုင်ကင်ထဲမှာကင်ပတ်နေရတာသူတို့အဖြစ်တရားပေါ့နော်ဒါရှေ့ပြေးအဲနောက်ဖိတ်ဘာညာအဲအဲ့လိုပုံစံမျိုးနေကင်ပတ်နေရတဲ့နေသားအဲ့တော့အင်အား20လောက်ပါတယ်တိုက်ပွဲကြာချိန်က45မိနစ်ရှိတယ်ဖြစ်ဖြစ်ချင်းမှာ2ယောက်တည်တယ်4ယောက်တန်ရာရတယ်အဲ့ဒီ4ယောက်တန်ရာရတာကိုဒါဇလင်းစေးရုံကိုပို့တယ် အဲ့အဲ့ဆလင်းဆေးရုံမှာဒါကုနေနဲ့နောက်ထပ်3ယောက်ထပ်သေးတယ်အဲ့တော့ဖြစ်ဖြစ်ချင်းမှာ4ယောက်သေးတယ်ဆေးရုံရောက်ပြီးတဲ့4ယောက်ထက်က3ယောက်ထပ်သေးတယ်ဆိုတော့5ယောက်သေးတယ်ဗောနော်အဲ့တော့ကောင်းလိုက်တာဗောပေါင်း5ယောက်ဗောနော်တက်ဖွဲ့တွေလုံးဝအထီးကိုက်မရှိပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်နောက်တစ်ခုဒါမကွေးတိုင်းစကုမှာပဲဗောနော်အဲစကုမှာဒါနောက်ထပ်တိုက်ပွဲဖြစ်စဉ်တစ်ခုရှိတယ်အဲ့ဒါဒီဇင်ဘာလ9ရက်နေ့ဒါစကုနောက်ပိုင်းကနေပြီးတော့ဒါရွှေဆက်တော်ဖျားဘက်ကိုစစ်ကြောင်း ထိုးနေတဲ့စစ်တပ်ပါနော်စစ်ကြောင်းထိုးနေတဲ့ကောင်အဲဒီကောင်တွေကဒီဇင်ဘာ9ရက်နေ့ကနေကအဲ့လိုမျိုးပုံစံမျိုးတွေစစ်ကြောင်းထိုးတယ်အဲ့လိုမျိုးစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်သားတွေကိုဒါဂရင်ကုန်းကြေးရွာပါနော်ဂရင်ကုန်းကြေးရွာမှာဒါကြားပြတ်ပြီးတော့တိုက်ခိုက်တယ်စစ်ကောင်စီစစ်ကြောင်းကအင်အား120လောက်ရှိတယ်အဲ့ဒီမှာလည်း၄ရောက်တည်တယ်ပါနော်၄ရောက်တည်တယ်ပြီးရင်ဒါ၉ရောက်တန်းရရတယ်အဲ့၉ရောက်ထဲမှာအကြီးပိုင်းတွေကစား ါတယ်ဗောနော်အဓိကတော့သူရဲ့စစ်ကြောင်းမှုတွေဖြစ်မယ်ပြီးရင်ဒါတက်စုမှုတက်ခွဲမှုတွေဖြစ်မှာဗောလေနော်အဲ့လိုမျိုးအရာရှိပိုင်းတွေကစားတန်ရနာတရဖြစ်တယ်ဆိုပြီးတော့သိရတယ်ဒီတိုက်ခိုက်ခံရတဲ့စစ်ကောင်စီစစ်ကြောင်းကဂရင်ကုန်းကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တယ်ဖြတ်စည်းတာတွေလုပ်တယ်ပြည်သူတွေကိုဖမ်းဆီးတယ်အဓိကတော့ဒါပြည်သူကိုပြန်ပြီးတော့ပြဿနာရှာတာပေါ့ဗျာ။ဒလိုင်းတက်ဖွဲ့ရင်လည်းပြည်သူနဲ့ကိုပြန်ပြီးတော့ရန်တိုက်ပြီးတာပေါ့နော်။အဲ့ဒါကစစ်ကောင်စီရဲ့အကျင့်ပဲ။တကယ်သူတို့တွေအထိနာပြီးဟေးဆိုတဲ့ခါကျရင်ဘာမှမဆိုင်နဲ့လက်နက်မဲ့ပြည်သူကိုဒါဒုက္ခပေးတာပေါ့နော်။ အရှိတန်းစကန်နေစကန်နေကိုကြည့်ကြည့်လိုက်ရင်ဒါရွာထိတ်မာတို့ရွာထဲမာတို့အဲ့လိုမျိုးနေရာမျိုးတွေမှာစောက်တယ်အဓိကတော့ဒီရွာကို cover ယူပြီးတော့ပေါ့နော်သူတို့ရဲ့ရှားဝင်းနေရေးဖြည့်ရှင်းမှုအတွက်လည်းဒီရွာကနေပြီးတော့ပဲသူတို့အတုံးချဒီရွာကိုပဲအတုံးချတယ်အဲ့ရွာထဲမှာပဲဈေးဝယ်တယ်ဟာသူများအင်အားကြက်ကိုတဝယ်စားစားလို့မရတောင်းစားခိုးစားအဲ့လိုပုံစံမျိုးတွေလုပ်တယ်ဝက်ပေါ်ရင်လာပေးခိုင်းတယ်အမဲပေါ်ရင်လာပေးခိုင်းတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့နေတယ်အပြင်တကယ်လို့သူတို့အဲ့စခန်းကိုလာပြီးတော့ဗောနော်တလိုင်းတက်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်တာမျိုးဖြစ်ပြီးဆိုရင်လည်း ဲ့ရွာကိုပဲပြန်ပြီးဒုက္ခပေးတယ်အဲ့ဒါရှေတန်းစခန်းနေအကုန်လုံးနှိပါကအဲ့လိုပုံစံမျိုးလုံးကြတခါလေကြရင်သူကဒီတော်လိုင်းတက်ဖွဲ့တွေလာပစ်တယ်ရွာဘက်ကမဟုတ်ဘူးရွာနဲ့ဆက်ညီပဲစခန်းဘက်ကနေပြီးလာပစ်တယ်ပေါ့ထားပါရွာမြောက်ဘက်မှာရှိတယ်စခန်းတောင်ဘက်မှာရှိတယ်စခန်းရဲ့တစ်ဖက်ကနေပြီးလာပစ်အဲ့အဲ့ဒါဆိုရင်ကိုပဲစစ်ကောင်စီကသူတို့ကိုလာပစ်တဲ့ဘက်ကိုမပစ်ဖဲနဲ့ရွာဘက်ကိုပစ် ဟာဘုံကြောင်းတွေကြလို့ကြစာတင်ကြောင်းတွေကြလို့ကြအဲ့လိုပုံစံမျိုးတွေနဲ့မမှန်ရမ်းလုပ်တယ်အဓိကတော့သူတို့ပြောနေတာအေးငါတို့ကိုလာပြင်မင်းတို့ဒီမှာတွေ့လာမင်းတို့ရဲ့ဘီဒီယိုကိုငါတို့လုတ်ပြမယ်ဆိုတော့ရည်ရွယ်ချက်အဲ့တော့အဲ့လိုမျိုးမဖြစ်စေချင်ငါတို့ကိုလည်းလာမပြင်းနဲ့အဲ့လိုမျိုးပုံစံမျိုးအဲ့လိုစောက်ကျင်မျိုးရှိတယ်ဒီကောင်တွေကအဲ့တော့ပြည်သူကိုပဲနိုင်ကျင်တာပေါ့နော်အဲ့လိုမျိုးအကျင့်ရှိတဲ့ကောင်တွေတသက်လုံးမနိုင်ဘူးပြည်သူလူလူထောက်ခံမှုဘယ်တော့မှရမှာမဟုတ်ဘူးဟုတ်တယ်လေတခုခုခက်ခဲတယ်တခုခုလိုအပ်ချက်ရှိတယ်ဆိုရင်ဒီရွာသူရွာသားတွေကိုပဲလာပြီးတော့အကူအညီတောင်းကြရတယ်ဒီရွာသူရွာသားတွေကိုပဲလာပြီးတော့တောင်းကြ ဟောသူတို့အသက်အန္တရာယ်ကြုံတဲ့ခါကျတော့ဒီကြွားစီကြွားသားတွေကိုပဲအသက်အန္တရာယ်ပြန်ပြီးတော့ရန်ရှာအဲ့ဒါကြောင့်မလို့ဒီကောင်တွေလူလူထောက်ခံမှုကြာရှုံးတာဟောနော်အဲ့လိုကြာရှုံးတဲ့ကောင်တွေကဘယ်တော့မှစစ်နိုင်စရာအကြောင်းတော့မရှိဘူးတပ်ဖွဲ့တွေကအခုချိန်မှာဒီကောင်တွေကိုအပြန်ပြန်အလှန်လှန်တိုက်ခိုက်နေရတယ်ဆိုတာမပြည့်စုံသေးလို့ပြည့်စုံတဲ့နေ့ကျရင်ဒီကောင်တွေခွေပြွေးဝယ်ပြေးပြေးရမှာတကယ် အဲ့တော့ဒါပြည်သူကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တဲ့ပြည်သူကိုဖမ်းဆီးရဲဒါလူနေအိမ်တွေကိုဖျက်ဆီးတယ်အဲ့လိုမျိုးလုပ်ခဲ့တယ်အဲ့စစ်ကြောင်းကိုပဲနောက်တဲ့ဒီဇင်ဘာ6ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေက drone ဘုံဒီ၃လုံးချပြီးတော့ထပ်ပြီးတော့တိုက်ခိုက်တယ်အဲ့ဒီမှာ၄ရောက်ထပ်သေးတယ်ပေါ့နော်အဲ့တော့ drone တိုက်ခိုက်မှုတွေကခုနောက်ပိုင်းမှာအရန်ထိရောက်တယ်ပြီးရင်တိကျတယ်ပေါ့နော်တပ်ဖွဲ့တွေရဲ့ drone ၃နိုင်စွမ်းကတကယ်ကြောက်ခမန်းလိလိတိုးတက်လာတာတွေရတယ်ဒါဟိုတလောကဆိုရင်ဒါ video file လေးတစ်ခုတွေ့လိုက်လိမ့်မယ်ပေါ့နော်ဒီကောင်ရေတော်ထဲမှာရေတော်ထဲမှာ အဘွားနေပြီး drone ဘုံဒီကျဲချလိုက်တဲ့အချိန်မှာဗောနောဘုံဒီမရောက်သေးတကောင်ထပြီးတော့ပြေးတာပြေးတဲ့ခါကျမှဘုံဒီကအောက်ကိုကျကွတိပဲလုံးဝသွေးလေးပါတဲ့အိုင်ထုံးရေထဲမှာစီးနေရောဗျာသွေးတွေသွေးစီးချောင်းတွေပါတဲ့အဆမြင်နေရဗောနောအဲ့လိုထိကိုဒါတိုက်ခိုက်နိုင်ခဲ့တာလည်းရှိတယ်အဲတပ်ဖွဲ့တွေရဲ့ drone အစွမ်းကလည်းတကယ်ကိုကြောက်မှန်းလေးလေးပဲတကယ်ပြေဆုံးကြည့်ဗျာအဖွဲ့တွေမှာဆွမ်းဆောင်ရည်အပြည့်ရှိတယ်အဲ့တော့ဒီတိုက်ခိုက်မှုတွေကိုဒါမင်းဘူးခရိုင်အမှတ်6တက်ရင်အမှတ်4တက်ရင်ပြီးရင်မဟာမိတ်တက်တင်နဲ့ ဒါမင်းမှုမျိုးနဲ့ပါခါဖားတို့ကပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်။နောက်ထပ်တိုက်ပွဲဖြစ်စဉ်တစ်ခုလည်းပြောချင်ပါတယ်။အဲ့ဒါကလည်းအောင်မြင်မှုပဲပေါ့နော်။တိုက်ပွဲဖြစ်စဉ်တွေက perfect ဆက်ဆက်ပဲအများကြီးပဲကတော့အဲ့ဒါကလည်းဒါဖဲခုံပင်လောင်းကတိုက်ပွဲပေါ့နော်။အောင်မြင်မှုပေါ့တိုက်ပွဲအောင်မြင်မှုပေါ့။အဲဥစ္စာကလည်းအားရစရာကောင်းတယ်။အဲ့ဒါဒီဇင်ဘာ6ရက်မှာပဲ။ဒီဇင်ဘာ6ရက်မှာစစ်ကောင်စီက PNO တည့်ရတိုင်းပဲစစ်ကောင်စီလက်ပါစီ PNO ပြည်သူစစ်တွေကိုအုံချပြီးတော့ဖဲခုံနဲ့ပင်လောင်းအဆက်ကကြေးရွာတွေကိုအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်လာတယ်။ ီလိုထိုးစစ်ဆင်လာတာအကြောင်းမလို့တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်အစစ်ကောင်စီဘက်ကအရာရှိအပါစစ်ကွေး၉ရောက်တည်ဆုံးတယ်အားရစရာကြီးပေါ့နော်၉ရောက်တည်ဆုံးတယ်ပြီးရင်နှစ်ဦးအရှင်မိဘာလို့မိတာတပွဲလေးကိုမွေးရမှာအဲဘာလို့နှစ်ဦးအရှင်မိတာလဲပေါ့နော်ပြီးတော့အဖို့တန်လက်နက်ခဲကနေတင်းစီရရှိခဲ့တာရှိတယ် အဖိုးတန်လက်နက်ခဲရန်နေဆိုတာတခြားကြောင်မဟုတ်ဘူးပေါ့နော်ဒီဆက်လက်ဒီ RPG တွေပါတာပေါ့နော်လက်နက်ငယ်ကလည်းအများကြီးပဲအပုံလိုက်ပဲအဲဒါမဲ့လက်နက်ငယ်ကတော့အများတန်းရနေရဆိုတော့မပြောတော့ဘူးအဲ့မှာလက်နက်ခဲရန်နေလည်းရတယ်ပေါ့နော်ဆက်ဆက်ပစ္စည်းတွေလည်းရတယ်အပုံလိုက်တန်းစီထားတဲ့ဟာလေးဒါမြင်တွေ့ရလိမ့်မှာပေါ့နော် အဲ့တော့ဒီအဖိုးတန်နေဆိုတဲ့ဟာကလည်းဒါတခြားကြောင့်မဟုတ်သူကလက်နက်ငယ်ကတော့သိတဲ့အတိုင်းပဲတိုက်ပွဲမှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ပေါ့နော်အဲဒါပေမဲ့အဲ့ခုနကလို RPG တို့ဆက်လက်တို့ဆိုတာကလည်းအခုပြစ်လက်နက်တွေဖြစ်တယ်ပြီးတော့ကျတော့ရန်သူကိုဒါချိန်ချောက်နိုင်တဲ့ဟာတွေတိုက်ပွဲရဲ့အလှည့်ပြောင်းကိုဖန်တီးနိုင်တဲ့တကယ်လက်နက်ကြီးတွေလည်းဖြစ်တယ်ပေါ့နော်ပြည်အားကောင်းတဲ့လက်နက်တွေဖြစ်တယ်အဲ့လိုမျိုးလက်နက်တွေဖြစ်တဲ့အတွက်အခုလိုမျိုးစစ်ကောင်စီကအလိုက်တိတိနဲ့လာပြီးတော့ကူညီဖြည့်ဆည်းပေးတဲ့ဟာကကျေးဇူးတင်ရမှာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကမပြည့်စုံဘူးမပြည့်စုံတဲ့အကြောင်းကိုတပ်ဖွဲ့တွေကအမြဲတမ်းလဲ ပြောကြတယ်ဖော်ပြကြတယ်နှီးမျိုးမျိုးနဲ့ပေါ့နော်ထုတ်ဖော်ကြတယ်ကမ်ပိန်းလေးလှုပ်ကြတယ်အကူအညီတောင်းကြတယ်ပြည်သူကိုရည်ရွယ်ပြီးတော့ပေါ့နော်အဲ့တော့အဲ့လိုမျိုးအမြဲတမ်းပြောနေတဲ့အတန်တွေရှိတယ်ဒီလိုမျိုးကူညီတောင်းတဲ့အတန်တွေကိုအမြဲနားဆွင့်ပြီးတော့အပြည့်အဝကူညီပေးနေတဲ့သူရှိတယ်အဲ့ဒါမင်းအောင်လိုက်မင်းအောင်လိုက်တကယ်ဟုတ်တယ်ဒါကျွန်တော်ဒီ ဒါကိုပါကို campaign လုပ်တယ်ပေါ့ဗျာ RPG ဆို RPG ပဲလုပ်ကြအဲ RPG ဆက်လက်ဆိုလည်းဆက်လက်ပေါ့နော်ဒါခဲရန်ဆိုလည်းခဲရန် RPG တထောင်ဆိုကြီးတထောင်ပေါ့အဲ့လိုမျိုးလုပ်ကြလုပ်ကြတဲ့ခါမှာပြည်သူကလာပြီးတော့ကူရင်လည်းငွေကြီးကူတယ်အကူတဲ့ခါမှာကြီးတထောင်ဆိုကြီးတထောင်ပြည်ရင်လည်းဝယ်မပြည်လည်းဝယ်ပေါ့နော်ကြီးဆိုကြီးပဲဝယ်ဒါပေမဲ့ main online ပေးတဲ့ဟာအဲ့လိုမဟုတ်ဘူးကြီးဆိုကြီးတင်မဟုတ်ဘူးလက်လက်ပါပေးတာလက်လက်ဆိုလည်းလက်လက်တင်မဟုတ်ဘူးဘုံသီးတွေပါပေးတာအဲအဲ့လိုမျိုး တခါတလေဒါဟိုလုံးဝပေါ့နော်ဒါဆက်ဆက်ပစ္စည်းတိတိမွမွတိတိဖွဲ့ဖွဲ့လေးတွေဟာဆိုအကုန်ပါတယ်ဗျာဒါချင်းကြားတွေပါတယ်ပေါ့ဗျာအဲ့လိုဟာတွေကဆိုအကုန်ပါတယ်လုံးဝအသေးစိတ်ကိုစဉ်းစားပြီးတော့ဖြည့်ဆည်းပေးတာဖြစ်တယ်အဲ့တော့ကျတော့ဒါတနက်ဆိုတနက်ကြီးပဲမဟုတ်ဖ ೇನೆ အာကြီပေါက်တွေပါမယ်အာကြီစံတွေပါမယ်အီနာကာတွေပါမယ်လက်ပြုံတွေပါမယ်အဲဒါနင်းမိုင်းတွေပါမယ်ပေါ့ကြော်ပွေးတွေပါမယ်အဲ့လိုပုံစံမျိုးတွေနဲ့လုံးဝဒါ ဂယုဒဆိုင်နဲ့ပေါ့ဗျာအသေးစိတ်ကိုစင်စစ်စီစဉ်ပြီးတော့ပေါ့နော်ဒါတက်ဖွဲ့တွေကိုဖြည့်ဆည်းပေးနေတာကတော့မင်းအွန်လိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မင်းအွန်လိုင်းကိုလည်းကျေးဇူးတင်ရပါဘောဒီကောင်မှတန်းလွာလေးဂုံပြူလာလေးထုတ်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလက်နက်ခဲရရရှိပါလေဆိုတော့ဒီမှတ်တမ်းကပေါ့နော်အဲပုံထားပါလေဆိုတော့ဗီဒီယိုမှတ်တမ်းကကျွန်တော်တို့ဒါဖြစ်စဉ်ဖြစ်ပြီးချင်းရက် ရပိုင်းအချိန်ပိုင်းလောက်မှာပဲ online ပေါ်ကိုတက်လာခဲ့တာရှိတယ်ဗောနော်ဒါဒါမဲ့သတိမထားမိကြဘူးဒါမဲ့အဲတချို့ကြောက်လည်းတိကြတယ်ဗောနော်ဒါမဲ့ဘယ်နေရာကဘယ်ဒေတာကဆိုတဲ့ဟာမတိကြဘူးကျွန်တော်တို့တော့တွေ့တယ်ဗောနော်အဲပြီးရင်ဒါတက်ဖွဲ့တွေဘက်ကအဓိကထုတ်ပြန်တဲ့ဟာကိုစောင့်ကြရင်လည်းဒီနေ့ကြာမှဒါကျွန်တော်တို့ထုတ်ပေါ်ပြီးတော့ပြောကြတာဖြစ်တယ်ဗောနော်အဓိကတော့ဒီလိုမျိုးဖြစ်စဉ်တွေကမြေပြင်မှာအများကြီးရှိပါတယ်အတချို့ဖြစ်စဉ်တွေဆိုရောနေကြတာရှိတယ်ဗောနော်ဒါဟိုနေ့ကဒါစိတ်ကြောင်းနှစ်ခုပြတ်တယ်ဗောနော် ပြတ်တဲ့အချိန်မှာ ဟာခင်ဦးကလားဟာဝက်လက်ကလားအဲ့လိုပုံစံမျိုးတွေဖြစ်အောင်မျက်စိတွေပါလဲတဲ့အထိတပ်ဖွဲ့တွေကကျုံးနေကြတာရှိတယ်ပေါ့နော်အဓိကတော့တလိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော်အထွေထွေထိုးစစ်စနေပြီလားဆိုတဲ့အမေးတွေကိုဒီအဖြေနဲ့ပြန်ဖြေနေတယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တက်ဖွဲ့တွေဟာပြေစုံနေဆိုရင်စပြီမစဘူးလေဒါတွေဘာမှပြောနေကြမလို့တော့ပဲတဲ့တကယ်ရှေ့ကိုကျုံးပြနေတာဖြစ်တယ်ပေါ့နော်။အဲ့လိုလုံနိုင်ဖို့အတွက်ကိုလည်းသူတို့တွေမြေမြေမှာစူးစမ်းနေကြတယ်အဓိကတော့ဘာကိုပြင်ဆင်ကြတယ်လဲဆိုတော့တိုက်ပွဲတိုက်နေအောင်အတွက်ပဲပြင်ဆင်ကြ အခုနောက်ပိုင်းဆိုရင်တပ်ဖွဲ့တွေကဒီလက်နက်ခဲရန်လက်နက်ခဲရန်ပြောတော့ပြောတာပဲဒါမလိုဘူးလားဆိုတော့လိုတယ်ဒါပေမဲ့အတိတ်ကကြည်ယူပို့ပြီးတော့တောင်းတယ်ခဲရန်တွေကိုပို့ပြီးတော့တောင်းတယ်အတိုက်ပွဲတစ်ခုမှာပေါ့နော်ဒါတိုက်နေရင်းနဲ့ကြီးစံကုံလို့ကြီးစံမလောက်လို့ဆိုပြီးတော့ပြန်လှည့်ခဲ့ရတယ်အောင်မြင်မှုရကန်ဒီလက်ရကန်အလိုချမ်းမှာပြန်လှည့်ခဲ့ရတယ်တိုက်ပွဲဖြစ်စဉ်တွေရှိတယ်ဟာသူတို့တွေမချစ်တင်ခဲနဲ့ပေါ့နော်ဟာကိုကြီးကကျွန်တော်တို့ဘလို့ဖြစ်နေပြီဗျာ ဟောဘာပဲကြံတော့တာဘန်ကားဆိုဘယ်နှလုံးပဲကြံတော့တာအဲ့ကောင်ဘလို့ဖြစ်နေပြီအဲ့လိုမျိုးပုံစံမျိုးတွေပေါ့ဗျာအဲကြတော့ဘလို့ပဲဖြစ်ဖြစ်ဒီလိုအပ်ချက်တွေကိုလည်းမင်းအွန်လိုင်းအပြင်ကျွန်တော်တို့တော်လန်ပြည်သူတွေအနေနဲ့လည်းဒါထပ်ပြီးတော့ဖြည့်ဆည်းပေးကြဖို့တောင်းဆိုချင်တယ်ပေါ့နော်တိုက်ပွဲတွေကမြေပြင်မှာတကယ့်ကိုပြင်းပြင်းထန်ထန်ဖြစ်ပွားနေရတယ်ရှိပါတယ်နောက်တစ်ခုကဒါအားလုံးစိတ်ပူနေကြတဲ့ဒီမိုးကုတ်တို့မိုးမိတ်တို့ကိစ္စစစ်ကောင်စီဘက်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လှုပ်လာပြီပေါ့နော်အခုမိုးမိတ်မှာဆိုရင် အာပြည်သူတွေထိခိုက်ဒဏ်ရာရတာတွေသိဆုံးတာတွေအများကြီးဖြစ်လာတယ်ဗောနော်အဲ့ဒါဟာသူတို့တကယ်အထိနာနေလို့မြေပြင်မှာတော်တော်လေးအထိနာနေလို့အခုလိုမျိုးရဲဆက်ဆက်လုပ်ရက်တွေကိုလှုပ်တာဖြစ်တယ်အဓိကတော့တလိုင်းတပ်ဖွဲ့တွေကိုမနိုင်တဲ့အခါကြွတ်မနိုင်ကြည်မီနဲ့ရှို့ဆိုလိုမျိုးဒါပြည်သူကိုဒုက္ခပေးနေတာဖြစ်တယ်ဗောနော်အဲ့တော့မြေပြင်မှာအဲ့လိုမျိုးတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီဟေ့ဆိုရင်စစ်ကောင်စီဘက်ကလည်းတော်တော်လေးအခြေအနေဆိုးနေတယ်လို့ယူဆလို့ရတယ်ရခိုင်ဘက်မှာကြည့်အောင်မလားရခိုင်ဘက်လည်းအဲ့တိုင်းပဲခုနပြောလို့ဒါပြီးတော့ဗောနော်ဒါပြည်သူတွေကိုဒုက္ခပေးနေတဲ့စိတ်နဲ့လက်နက်ကြီးရန်တမ်းပစ်တယ် ဒါမဲ့လည်းတလိုင်းတက်ဖွဲ့တွေဘက်ကအားကတော့အေဘက်ကပြန်ပြီးတော့တုံ့ပြန်ပြက်ခတ်လိုက်တာအသေးပြောက်တွေများသွားလိုက်ပေါ့နော်ဒါဟာလည်းအားရစရာကောင်းပါလေနောက်ခုကတော့ဒါကျွန်တော်အတန်ရိတ်တပိတ် silence strike ပေါ့နော်အဲဒီတပိတ်အကြောင်းကိုလည်းကျွန်တော်ပြောရမယ်အဲ့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲအော်တောင်းတင်းဖြစ်သွားတဲ့ဒါစစ်ကောင်စီရဲ့အတွင်းကြီးတဲ့အထိဝင်ပြီးတော့ဒီမန်လေးမှာပေါ့နော်မန်လေးမှာအတွင်းကြီးတဲ့အထိအတွင်းကြကြဝင်ပြီးတော့ဒါကိုဒေစာဆန်းတို့ကိုနန်းလင်းတို့ဝင်ပြီးတော့ဆန္ဒထုတ်ဖော်ခဲ့ကြတာဆန္ဒပြခဲ့တာတွေပြည်သူကိုတိုက်တွန်းနှုတ်ဆော်ခဲ့တာတွေရှိတယ် အဲ့ဒါစစ်ကောင်စီနေရက်ကိုသရေဆုတ်ခဲ့တဲ့အကွက်ပေါ့နော်အဲ့ဟာတော်တော်လေးကိုအော်အောင်းနေဖြစ်ပြီးတော့စစ်ကောင်စီဘက်မှာဖီအားတွေတော်တော်များသွားတယ်အဲ့ဒါကြောင့်မလို့လဲဒါကိုဒီစားဆန်းတို့ကိုသိန်း200စူဂျေးထုတ်တာပေါ့နော်သိန်း200စူဂျေးထုတ် run ထုတ်ပြီးတော့လိုက်ပြီးတော့ရှာဖွေဖန်းစီရတဲ့အစီအစဉ်တွေဖြစ်သွားတယ်ဒါကတော့အလုံးသိပြီးသားပေါ့နော်ဆိုင်ငန်းတွေပါဖြတ်ပါဖြတ်နေပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲအဲ့ဟာအပြင်ကောင်မှအဲ့နေ့မှာပဲဒါကိုဒီစားဆန်းတို့ကဒါဒီဇင်ဘာ10ရက်နေ့မှာ silent strike အဓိကတော့ဒါကြောင့်အမြဲတမ်းလုံနေကြဖြစ်တဲ့အရာပြီးရင်အမြဲတမ်းလည်းလုံသမျှအောင်မြင်နေခဲ့တဲ့အရာပေါ့နော်ဒီ debate ကိုဒါဆက်ပြီးတော့လုံကြဖို့အဲ့နေ့မှာ၁၀ရက်နေ့မှာလုံဖို့အတွက်ဆိုပြီးတော့တိုက်တွန်းနှိုးဆော်သွားတာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာကိုတိတိချင်းမှာပဲစစ်ကောင်စီဘက်ကလည်းကောင်တာပြန်လုပ်ဖို့လုပ်လာပြီအဲ့ဒါကတော့ဒါအတွင်းကနေပေါကြလာတဲ့သတင်းတွေရဒီဒီဇင်ဘာ၁၀ရက်နေ့မှာအဓိကတော့ကျွန်တော်ဒီဘက်ကအတန်တိတ် debate လုံမဲ့ဒီဇင်ဘာ၁၀ရက်နေ့မှာလုံးဝဒီတန်တိတ်တပိတ်မအောင်မြင်ပါဘူးဆိုတဲ့ပုံစံမျိုးပြဖို့အတွက်ခင်ကြီးဥဆောင်ပြီးတော့ဗောနော် ကြက်ခိုင်ကြီးကမဲဆွဲတာတွေစီယုံတာတွေဟောပြောတာတွေလုပ်မယ်ဆိုပြီးတော့ပြင်ဆင်နေတယ်ဗောနော်ဒါကသူတို့ကဒီတိုင်းပဲဒါသူတို့လုပ်တဲ့ဒါအကွက်တွေဗောနော်ဒီတိုင်းပဲကျွန်တော်ဒီဘက်ကတခုခုလုပ်မယ်လို့ညင်ညာပြီးဆိုတဲ့ခါကျရင်ခုနကတော့တန်တေးသပိတ်ဗောဗျာအဲအဲ့လိုမျိုးလုပ်မယ်ဆိုရင်ညင်ညာအားလုံးကလမ်းပေါ်မှာအကုန်ရှင်းလုံးဝဗျာတယောက်မှအပြင်မထွက်အဲ့လိုမျိုးနဲ့မြို့ကြီးတွေအကုန်လုံးတိတ်ဆိတ်၆ကတ်သွားတဲ့အဆင့်ကြီးဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ဟာတွေကိုသူတို့ကအမြဲတမ်း water ပြန်အဲသူတို့လူတွေကိုခေါ်ထုတ်သူတို့ကိုထောက်ခံတဲ့သူတွေကိုခေါ်ထုတ်အင်အားတွေပြတ် ဟိုနေရာမှာဆန္ဒပြဒီနေရာမှာလှည့်လည်ပြဟိုနေရာမှာဈေးဆိုင်နေဖွင့်ဒီနေရာမှာဈေးတန်းနေလျှောက်အဲ့လိုပုံစံမျိုးတွေလုပ်ပြီးတော့အဲ့ဒါတွေကိုမှတ်တမ်းနေဗီဒီယိုတွေရိုက်တယ်ပြီးတာနဲ့မင်းတို့ရဲ့ silence right မအောင်မြင်ဘူးဆိုပြီးစိတ်တဲ့စစ်စင်ရေလှုပ်တာပေါ့နော်အဲ့လိုပုံစံမျိုးအမြဲတမ်းမှာလှုပ်ခဲ့ကြတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီတော်လိုင်းပြည်သူတွေအကုန်လုံးကတော်လိုင်းဘက်မှာပါဝင်ပြီးတော့ဒီဒီဘိတ်တွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်အခုလည်းနှစ်ဖက်အားပြန်ရမယ့်အနေထားတော့ဖြစ်လာပြီပေါ့နော်ဘာကြောင့်လဲဆိုတော့အခုခင်ကြီးကလည်းသိတဲ့အတိုင်းပဲသူကလည်းအခုလက်သလုံးမှာဒီ ြန့်ခိုင်ရင်ပတ်သက်လို့ပေါ့နော်ဒါပေါက်လို့ပဲစားပေါက်တဲ့ကြရတဲ့အတကုံပြောပြီးရနဲ့ဒါလူလူကိုဒါမဟုတ်မှန်တိနေစီယုံလှုပ်စော်တာတွေလုပ်တယ်မတီနိုင်တဲ့ဂရီတွေပေးတယ်အဲ့လိုပုံစံမျိုးနဲ့ဒါစီယုံလှုပ်စော်ပြီးတော့ပေါ့နော်အာကြံခိုင်ပါတီအနိုင်ရဖို့အတွက်စူးစမ်းနေတာတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့လူလူကဒါဥဆောင်ပြီးတော့လှုပ်ရှားမယ်ပေါ့နော် အဲ့တော့ဒီဇင်ဘာ၁၀ရက်နေ့မှာပဲသူကဒီကြက်ခိုင်ပါတီမဲဆွယ်စည်းရုံးလာတယ်ဟောပြောလာတယ်အင်အားအများပြားတုံးပြီးတော့လူစီကားအောင်လုပ်ဖို့စီစဉ်နေတယ်ပေါ့နော်ပြီးရင်ဒါ silence strike မအောင်မြင်ဘူးဆိုတာကိုသူကပုံဖော်ပြနေတာပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းဒါဒီဇင်ဘာ၁၀ရက်နေ့ silence strike လုပ်ရင်ပိတ်ထားတဲ့ site တွေအလုပ်ယုံတွေစက်ယုံတွေကုမ္ပဏီတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုအရေးယူဖို့တကယ်လို့ site တွေပိတ်ထားတယ်ဆိုရင်ချိတ်ပိတ်ဖို့အဲအဲ့လိုပုံစံမျိုးနဲ့ဒါပြည်ထရေးဝန်ကြီးဌာနကညွှန်ကြားချက်တွေထုတ်ပြန်တယ်တဲ့ဒါရွေးကောက်ပွဲနှောက်ရက်တဲ့ဥပဒေနဲ့ပါအမှုဖွင့်ဖို့ညွှန်ကြားထားတယ် ဒါပြည်သူကိုဖိနှိပ်ဖို့အတွက် ပြင်ဆင်တာပေါ့နော်သူတို့ကိုမကြိုက်လို့မထောက်ခံတာဗျာအဲ့ဒါကိုလိုက်ပြီးပြဿနာရှာနေတာယွန်စရာကောင်းလှတယ်ဗောနော်ဒီကောင်ကြီးရဲ့လောရက်တွေကတကယ်နှောက်ရက်တာမဟုတ်ဘူးဒီကဲသူတို့ကို၆ခုကိုမဆိုင်တာရွေးကောက်ပွဲကိုနှောက်ရက်တာမဟုတ်ဘူးမင်းတို့လုံမဲ့ရွေးကောက်ပွဲကိုဂယုကိုမဆိုင်တာဆိုတဲ့အပေါ့ဗောနော်အဲ့ဒါကိုကိုဒီကောင်ကြီးမှာမခံမရနိုင်နေဖြစ်နေတာဗောနော်အဲ့တော့အာနာကိုအားကိုးပြီးတော့လှုပ်ချင်တိုင်းလှုပ်တာပဲပြည်သူမှာလက်နက်မရှိတော့ကြတော့လက်နက်ရှိတဲ့ပုံစံမျိုးနဲ့လက်နက်ကိုအားကိုးပြီးတော့ပြည်သူကိုအနိုင်ကျင့်တာပဲဒါဖိနှိပ်တာပဲ ပြည်သူကလှုပ်ရှင်လှုပ်ဝင်မလှုပ်ရှင်မလှုပ်ဘူးအဲဥစ္စာကိုဝင်ပြီးတော့ဆွတ်ဖက်တာဒီကောင်းနေဟာလှုပ်ကိုလှုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်နေတာအနိုင်ကျင့်နေတာဒီကောင်းနေအားကြအဲ့လိုမျိုးကောင်းနေမရှိမှအေးမှာပေါ့နော်အဲ့တော့ရှက်စရာကောင်းတယ်အတင်းထောက်ခံခိုင်းတယ်ဗျမထောက်ခံအရေးယူမယ်ဒါပဲလှုပ်တတ်တဲ့ကောင်းနေကနိုင်ငံကိုအုပ်ချုပ်ခြင်းနဲ့ဆိုတော့စဉ်းစားလို့ကိုမရဘူးပေါ့နော်ဒီကောင်းနေအုပ်ချုပ်နေသမျှလည်းဒီနိုင်ငံကတိုးတက်နိုင်ကြအကြောင်းကိုမရှိဘူးအခုမရောက်လိုက်အာဏာလုထားတယ်အာဏာယူထားတယ် ယူထားပြီးတော့အခုအုပ်ချုပ်နေတဲ့သူမတရားအုပ်ချုပ်နေတဲ့ဒီ9နှစ်တာကာလတော်တွင်မှာနိုင်ငံကြီးပါတယ်ဖြစ်သွားတယ်အားလုံးသိတယ်ဒီကောင်လေးလည်းသိတယ်ဒါပေမဲ့ဒီကောင်လေးရဲ့ဆောက်ကုမဆိုင်သူတို့အစဉ်ပြေစီဖို့ပဲသူတို့မိသားစုကိုကြိုးအတွက်ပဲသူတို့အာဏာရရှိရေးအတွက်ပဲသူတို့ကဒီနိုင်ငံကြီးကိုချနှင်းနေတာဒီပြည်သူတွေကိုဒါနှိမ့်ဆက်ညှဉ်းပန်းနေတာပေါ့နော်အဲ့တော့အိုက်စနစ်ဆိုးတွေအမြန်ဆုံးပျောက်ကွယ်နိုင်အောင်လုပ်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ ဒီဥဆောင်ပြီးလုပ်မယ်ဆိုတော့ခင်ကြီးကလည်းတည်တဲ့အတိုင်းပဲဒါ NLD လက်ထက်တုန်းကဆိုရင်လည်း NLD ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေလုပ်တယ်အပြင်ဒါစစ်တပ်ကိုထောက်ခံတဲ့ဆန္ဒပြပွဲတွေလုပ်တယ်အချိန်ပေါင်းအများကြီးပေါ့နော်ဥဆောင်ပြီးတော့လုပ်ခဲ့တဲ့ကောင်ဖြစ်တယ်ပြီးတော့ကျတော့ဒါ main online ကိုလည်းဒါတည်တဲ့အတိုင်းပဲအာဏာသိမ်းဖို့အတွက်နှစ်ချောင်းပေးခဲ့တဲ့ကောင်ဖြစ်တယ်ပေါ့နော်အဲ့တော့တော်တော်လေးကိုရုံမှရိုင်းဆိုင်တဲ့ကောင်ကဥဆောင်လာမှာဖြစ်တယ်အဲ့တော့စကားပြောရင်လည်းစီးနဲ့ပေါင်းနဲ့ဘယ်တော့မှမပြောတဲ့ကောင်ပြီးရင်ဒါသူတို့ပြောသမျှဂရိစကားတွေကယုံကျင်စရာမကောင်းဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ သူတို့မဲဆွဲတယ်စီယုံတယ်မလုံးပေးတယ်အဲ့ချိန်မှာတယောက်ကို2000ပေးမယ်လာခဲ့လူစုအင်ကြီးတထည့်ပေးမယ်ထမင်းတထုပ်ပေးမယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့2000ပေးမယ်ဆိုပြီးတော့ခေါ်တယ်နောက်ဆုံးဘာပေါ်လာလဲ2000မရဘူး9000ပဲရတယ်ဆိုပြီးတော့မကြည့်မနဲ့နဲ့အတန်းလေးထွက်လာတယ်ပေါ့ပတ်စံလေး2000တောင်မှအပြည့်မပေးနိုင်မင်းနဲ့ပေါ့နော်ဒီဂရိစကားတွေကိုကျွန်တော်တို့ကယုံကျင်စရာအကြောင်းကိုမရှိဘူးယုံလို့လည်းမရဘူးပေါ့နော် အဲ့တော့သူတို့ရဲ့ဂရိစကားတွေကဘယ်တော့မှယုံကြည်နိုင်စရာအကြောင်းမရှိဘူးဆိုတဲ့ဟာကတော့ရှေ့ဖြစ်စဉ်တွေတခြားလုံးမှကြည့်ပြီးကျွန်တော်တွေ့ကြရပြီးဖြစ်တယ်။အဲ့တော့လာမယ့်ဒီဇင်ဘာ၁၀ရက်နေ့ကပေါ့နော်။ဒါနှစ်ပတ်အားပြန်ရမယ့်နေ့ကျွန်တော်တို့ကသူတို့ရဲ့မဟုတ်တာတွေကိုလည်းဖော်ထုတ်နိုင်ရမယ်။ကျွန်တော်ပြည်သူတွေဘလို့ပုံစံမျိုးနဲ့ဘလောက်ထိပါဝင်မလဲဆိုတဲ့ဟာကလည်းဒါကျွန်တော်တို့ပြသရမယ့်အချိန်ဖြစ်တယ်ပေါ့နော်။အဓိကတော့ဒါကျွန်တော်ကတော့ဟိုကလုတ်ပါဒီဟာလုတ်ပါဆိုတာထက်ပေါ့နော်။ပြည်သူတွေရဲ့ပါဝင်မှုကိုတကယ်လေးစားနေမှာပါ။ ဘာကြောင့်လဲဆိုတော့ဒါရန်သူနဲ့နှိစက်ဆုံးမှနေရတဲ့နေရာကပြည်သူတွေကြတော့အချို့ကိစ္စတွေမှာမလွယ်ကူမှန်းကျွန်တော်တို့တွေနားလေတယ်ပေါ့နော်ဒါပေမဲ့လည်းဒီဘက်ကလှုပ်ဆောင်တဲ့ဒီသဘိန်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမှာကျွန်တော်တို့ပို့ပြီးတော့တွင်တွင်ကြဲကြဲဖြစ်အောင်ပေါ့နော်ဒါဒီကောင်တွေကိုဘယ်လိုပုံစံမျိုးနဲ့နိုင်ယူကြမလဲဆိုတဲ့ဟာကိုလည်းဒါကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းရမှာပေါ့လေနော်အဓိကတော့စစ်ကောင်စီကဘယ်တော့မှပေါ့နော်အစ်စ်မှန်ပြည်သူရင်ထဲကအစ်စ်မှန်ကိုဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာတော့ဒါကျွန်တော်တို့ယုံကြည်ပြီးသားပေါ့နော်အဲဒါကြောင့်မလို့လည်းအခုလိုမျိုးကြက်ကြက်ရက်တွေလိုက်လို့တယ် ါတစ်ဖက်ကပေါ့နော်ဒါဒေါ်လာရေးတစ်ဖွဲ့တွေဘက်ကလှုပ်ဆောင်တဲ့ဟာတွေကိုဖျက်လို့ဖျက်စီးလိုက်လုပ်တဲ့ အဲသူတို့ပဲအောင်မြင်နေသလိုပုံစံမျိုးနဲ့လုံအောင်ပဲပေါ့နော်အဲ့တော့ဒီကောင်တွေဘက်ကဘာသာနေထွက်အောင်မလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီရက်ထဲမှာဒါအခြေအနေတွေကအများကြီးပြောင်းလဲလာတယ်ရှိတယ်ဒါကျွန်တော်တို့ဒါ NUG အစိုးရအနေနဲ့လည်းပြန်ပြီးတော့ reform လုပ်တာတွေရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့သိရှိရတဲ့သတင်းတွေကိုနောက်ထပ်ဗီဒီယိုတွေမှာတင်ဆက်ပေးပါမယ်ဒါကြလုံးမှာတော့ကျွန်တော်အားရတဲ့တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြည်သူတွေလည်းအားတက်အောင်အခုလိုမျိုးပြောပြပေးတာဖြစ်ပါတယ်အဓိကတော့ရွေးကောက်ပွဲကာလနီးလေလေး ော်လိုင်းတက်ဖွဲ့တွေကလည်းအာမရှော့ပဲနဲ့လုံတင်လုံထိုက်တဲ့ဟာတွေလုံနိုင်တဲ့ဟာတွေကိုမြေပြင်မှာအားတက်သရောနဲ့လုံနေတယ်ဆိုတဲ့အကြောင်းကိုလည်းသိစေချင်တယ်။အားကြောင့်မို့တက်ဖွဲ့တွေဒီထက်ပိုပြီးတော့အောင်မြင်နိုင်ဖို့အတွက်မြောက်လိုင်းရဲ့ရီမန်းချက်တွေမပြေဝဖို့အတွက်ကိုကျွန်တော်ပြည်သူတွေကတက်နိုင်တဲ့နေရာကနေဝိုင်းပြီးတော့ကူညီပေးကြပါလို့ဒီနေရာကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။